โอเคဒါဆိုရင်ကျွန်တော်တို့ဒီဘိုင်းမှာတော့ copy rotation ပေါ့နော် copy rotation လုပ်မယ်ရှေ့မှာ copy location ပေါ့နော် copy location ပြီးတော့ဒီဘိုင်းမှာတော့ copy rotation ဘယ်လိုလုပ်လဲဆိုတာကိုဒါကျွန်တော်တို့တူလိုက်ကြည့်အောင်โอเคဒါဆိုရင်ဒီကတော့ဒီဘုံယူတာတော့အဲကျွန်တော်ထပ်ပြီးတော့မပြတော့ဘူးပေါ့နော်ကျွန်တော်ဒီကရှေ့အရာနေဒါယူလိုက်ရတယ်ပေါ့နော်ကျွန်တော်ဒီအမချာတရား single ဘုံပေါ့နော်အဲအဲ့ဒါကကျွန်တော်ရှေ့မှာပြရ ဒီ copy location မှာ copy location မှာတခါလေးလောက်ပါဆိုတော့အကယ်၍ဒါအမှမသိဘူးဆိုလည်းဒါတော့ကြည့်လိုက်ပါနော်ဒါကိစ္စမရှိဘူးလေအဲ့တော့ကျွန်တော်ဒီကနေပဲတခါလေးဒါလှုပ်လိုက်ဟဲ့အဲ့တော့ဒီအရကျွန်တော် post move ကိုပြောင်းလိုက်။ဟဲ့ post move ကနေကျွန်တော်ဒီဘက်ကဘာဘုံ construct ပေါ့နော်။ Okay အဲ့ဒါပါ copy rotation okay ယူလိုက်တာနဲ့ခုနရှေ့က copy location လို့ပဲဘုံရဲ့အရာအစဒါပြောင်းသွားပါပေါ့နော်။ ပြောင်းသွားပြီးရင်ကျွန်တော်ဒီ target target မှာကျွန်တော်တို့ဘုံမျိုးစားပေါ့နော်တကယ်ဆိုရင်ကျွန်တော်ယူထားတဲ့ marshal ဘုံပေါ့နော်အဲအဲ့ဒါကိုကျွန်တော်ကဒီမှာအဲ CS man risk ဆိုပြီးတော့ပေးထားပါတော့အဲ့ဒီ name ပေါ့နော်အဲအဲ့ဒီ name ကိုဒါယူလိုက်အောင်ပဲပြီးရင်ဘုံဘုံကတော့ကျွန်တော်ခုနကအဲဒီကောင်ပေါ့နော်ဒီကောင်ကိုဒါပင်ဆူလေးနှစ်ထောက်ပြီးယူလိုက်လေရပါတော့ဒါမှမဟုတ်လေကျွန်တော်ဒီကနေ အဲသူ့ဒီဘွန်းဒီဘွန်းနေရဲ့နာမည်တခါတည်းတန်းကြည့်လို့လည်းရအောင်နော်ဖေးစီကနေပြောဒီဒီဒီထဲရပါနော်ဒီမှာတက်တာထဲရမှာကျွန်တော်ဒီမှာရှိရယ် show ဆိုရှိအမှ okay အဲအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဘွန်းအကြေးဒီမှာနာမည်ဒီပေးခဲ့တယ်ဆိုရင်ကျွန်တော်ဒီမှာနာမည်မပေးထားတာပါနော်နာမည်မပေးထားပဲနဲ့စစယူကတဲ့ကအတိုင်းကိုဒါထားထားတာပါထားထားတာသူကဘွန်း ပြင်အဲ့ဒါ copy ပွားလိုက်တဲ့ဘုံဝမ်းပေါ့နော်အဲအဲ့လိုအနေနဲ့ရှိတယ်တကယ်ဆိုရင်အမှနာမည်ပေးထားဆိုလဲကျွန်တော်နာမည်ပေးထားတဲ့ဘုံနာမည်အတိုင်းပေါ့ဒီမှာပေါ်နေရောပေါ့နော် okay အဲ့တော့ဒီမှာပေါ်ကြည့်လို့ရတယ်ပေါ့နော်ဟာ okay အဲ့တော့ဒီကိုပြန်သွားလိုက်မယ် okay ဒီဘုံ construct ကိုပြန်သွားလိုက်မယ်အဲ့တော့အမှကျွန်တော်တို့အကဲ၍ကျွန်တော်ဒီဒီကအဲဆိုးနဲ့ဒါထောက်ပြီးတော့ဒီဒီဆိုးလေးထောက်ပြီးယူလိုက်လေရရပေါ့နော်ကဲဒါကတခုနှစ်ခုမို့လို့ပေါ့နော်တခုနှစ်ခုမို့လို့ ဒါဆိုးနဲ့ထောက်ပြီးယူလို့ရမှာနော်အကဲကျေကျွန်တော်တို့လောကကိုင်းရတာများတဲ့အချိန်ကျရင်ဖုန်းနေတဲ့ရမ်းများတဲ့အချိန်ကျရင်ဒီဆိုးနဲ့ထောက်လို့မလွယ်တဲ့အခါမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီအချိန်ကျရင်တော့ကိုနာမည်ပေးထားတဲ့ဘုန်းနာမည်တရားထောက်ပြီးကိုပေါင်းကိုရိုက်ချလိုက်ရမှာနော်ဒီမှာဘုန်းတခါလည်းပေါ်နေဒီမှာဒီမှာလည်းမြင်းနေရပေါ့နော်ကျွန်တော်ကကပေါ်ထားအော်ကိုထိတ်မဲ့ဘုန်းနာမည်ကအဲဘာဘုန်းနာမည်လဲဆိုတော့ဒီမှာတခါလည်းကိုနာ name ပေါ်ထားတဲ့အတွက်ဒီမှာကြည့်လို့လည်းရမှာနော်โอเค နဲဒါဆိုရင်တော့ရပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ wall space target က wall space owner လေး wall space ပဲဒီ wall space ရဲ့သဘောတရားတော့ဟိုအဓိကအဖြစ်ကျွန်တော်ဒီမှာအပေါ်မှာရှိတယ်ဒီအပေါ်မှာရှိတယ်ကျွန်တော် global ဒီ wall space ဆိုတော့အဓိကဒီ global ပေါ့နော် global ပြီးရင်တော့ local space ကြည့်မယ် local space ဆိုရင်တော့ကျွန်တော်ဒီမှာ local ပေါ့နော်အဲအဲ့လိုမျိုးရှိတယ်မာလုကေ okay okay လိုကဆက်ပဲပဲရွေးလိုက်တယ်ပေါ့နော်ရွေးပြီးရင် okay ဒီမှာပြီးရင် exact ကလည်း hyz ပဲနော်အဲ hyz ပဲဒီမှာတခါတယ်သူကရွေးပြီးသားပေါ့နော်အဲ့တော့ဒါကိုကျွန်တော်ကန်ပြီးတော့လှုပ်ကြည့်လိုက်မယ်မရဘူးပေါ့နော်ကျွန်တော်တို့ဒီမှာလှုပ်လို့မရဘူး okay အဲ့တော့ဒီကောင်နဲ့ကျွန်တော်တို့က copy rotation လုပ်ထားတဲ့အတွက်ဒီကောင်နဲ့ကျွန်တော်လှည့်ကြည့်လိုက်မယ်ဆိုရင်ရတယ်ပေါ့နော် okay ဒါလည်းခုနကဒီဒီဒီအားပါတခါလေးလှုပ်နေတာပေါ့နော်ဒီဟာကျွန်တော် DD ကျွန်တော်ဆက်ထားတဲ့ဒီကောင်ပေါ့နော်ဒီကောင်ဘာတခါလေးခုနကကျွန်တော်ရှေ့ပိုင်းကအဲ copy location မှာဒါချိန်ထားရတဲ့အတွက်ကုဒီဘုံကိုလှုပ်လိုက်တဲ့အခါသူပါလှုပ်တာပေါ့နော် okay အဲ့တော့ဒါအဲထားပါတော့ညပြန်ပြီးတော့ဒါလှုပ်လိုက်ပြီးရင်ညပြန်ပြန်လှုပ်လိုက် okay ဒါဆိုရင်နည်းနည်းမြင်သာအောင်ပေါ့နော် okay အဲဒါဆိုရင်ဒါဒီတိုင်းပေါ့နော်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဒါကူးဆိုရင် ဲကျွန်တော်ဒီထဲမှာတကယ်ဆိုရင်တကယ်ဆိုရင်ကဒီဟာနဲ့ဒီဟာနဲ့ကျွန်တော်ရှိတ်ထားတယ်ပဲထားချိတ်ထားတယ်ဆိုရင်ကျွန်တော်တို့ဒီခေါင်းကိုလှုပ်ချင်တဲ့အခါမျိုးじゃဒီဘုံကိုသွားယူပြီးတော့ကျွန်တော်တို့ဒီကနေဒါပါဒီကနေကျွန်တော်တို့ rotate သွားပြီးလောက်ရတယ်ပေါ့နော်အဲဆိုတော့ဒီတခုကိုလှုပ်ချင်တဲ့အခါမျိုးじゃဒီထဲမှာချိတ်ထားတဲ့အရာကိုသွားတော့ပြီးလောက်ရတာဆိုတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်အပြင်ကနေဒါလေး control အနေနဲ့ထားခြင်းတဲ့အခါဒီအပြင်ကနေပဲသူ့ကို control လုပ်ချင်တဲ့အခါ ဒီ animation လှုပ်ရှင်တဲ့အခါမျိုးတွေကြဒီလိုမျိုးချက်ရတာပေါ့နော် okay အဲ့တော့ဒီကနေပဲ okay အော်ဒီမှာ okay ဒီကနေပဲကျွန်တော်တို့ဒါလှုပ်လာအောင်ပဲပေါ့နော် okay အဲဒီလိုရတယ်ပေါ့နော် okay အဲ့ဒါအောင်မှာကျွန်တော် share သူလဲ share location copy location အတိုင်းပဲပေါ့နော် okay အဲ့တော့ဒီမှာကျွန်တော်တို့က rotate လုံးမဲ့ exit ကဘယ် exit နဲ့လုံးမလဲပေါ့နော်ကျွန်တော်ထားပါတော့ဒီမှာ h exit ပဲယူရထားတယ်ပဲထား โอเคဒီနှစ်ခုဖြောက်လိုက်အဲ့တော့ကျွန်တော်ဒီကနေလှုပ်ကြည့်လိုက်မယ်ကျွန်တော်ဘလောက်ပဲလှုပ်လို့ကျွန်တော်တို့ရဲ့ဒီ location ကကျွန်တော်ဒီမှာ rotate ကိုဘလိုလှည့်လဲပေါ့နော်ကျွန်တော်တို့ဒီမှာလှုပ်နေတဲ့ location ကကျွန်တော်တို့က x z ကိုယူခဲ့တဲ့အတွက်ကျွန်တော်တို့သူ့ရဲ့ rotation က h x z အတိုင်းပဲသူကယူနေတာပေါ့နော်ကျွန်တော်ဘလောက်ပဲဒီကရွှေ့ရွှေ့အဲသူ့မှာ h x z အတိုင်းပဲ rotate လုပ်နေတာပေါ့နော် အဲ့တော့သူ့မှာကျွန်တော်တို့ပြန်လှုပ်ပြန်ဆိုရင် h8 z အတိုင်း तू ကမရွေးတော့ပဲနဲ့ तू က y နဲ့ z နဲ့နှစ်ခုစလုံးကို तू ရွေးနေပါတော့ဒီကအိုကျွန်တော်တို့သုံးခုစလုံးပေးလိုက်မယ်ဆိုရင်ကျွန်တော်ဒီကနေကြိုက်တယ်လို့လှုပ်လို့ရပါပြီပေါ့နော်ကျွန်တော်တို့သုံးခုစလုံး h8 သုံးခုလုံးဒါ rotate လှုပ်လို့ရပါပြီဒါပေမဲ့သူ့မှာတော့ကျော်ဒီကလှုပ်လို့မရတော့ဘူးပေါ့နော်အဲ့လိုမဟုတ်ဖက်နဲ့ကျွန်တော်ဒီကနေတစ်ခုသာပေးထားမယ်ဆိုရင်ကြံတဲ့နှစ်ခုကို तू ချီရနေလှုပ်လို့ရပြီးတော့ကြံတဲ့ ျွန်တော်တို့ပေးထားတဲ့ HHZ ကဒီကနေပဲလှုပ်လို့ရမှာပေါ့နော်အဲဒါဆိုရင်တော့နားလေသဘောပေါက်လောက်မယ်လို့ကျွန်တော်မျှော်လင့်တယ်ပြီးရင်နောက်ပြီးတော့ကျွန်တော် miss မှာပေါ့နော်ကျွန်တော် miss မှာထပ်ပြီးရွေးလို့ရသေးတယ်ထပ်ပါတော့ကျွန်တော်ဒီမှာရွေးခဲ့တယ်အဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ control လုပ်ရတာဒီကောင်နဲ့ပဲရမယ်သူ့မှာကျွန်တော်တို့ control လုပ်လို့မရတော့ဘူးပေါ့နော် okay အဲ့တော့ဒီမှာကျွန်တော် miss မှာကျွန်တော်တို့ထပ်ပါတော့အခြားသော add ကိုရွေးလိုက်ပြီလို့ထား ူးလိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာလှုပ်လို့ရပါပြီဗောနော်ကျွန်တော်ဒီမှာလှုပ်လို့ရပါပြီဒီကနေလည်းလှုပ်လို့ရသွားပြီဒီကနေသွားလှုပ်မယ်ဆိုလည်းလှုပ်လို့ရပါပြီဗောနော်ကျွန်တော်ခုန replace ရွေးခဲ့တယ်ဆိုရင်ကျွန်တော်ဒီကသူ့ငကိုမူရင်းဘုံကဒီမှာရွေးလှုပ်လို့မရတော့ပဲနည်းကျွန်တော်ဒီ control အနေနဲ့ဒီကောင် copy rotation လုပ်ထားတဲ့ဒီကောင်ကပဲကျွန်တော်တို့ရွှေ့လို့ရမယ်ဗောနော်โอเคဒါဆိုရင်တော့သဘောပေါက်လာမယ်လို့မျှော်လင့်တယ် ဲ့တော့အဲ့ဒီအမောထပ်ပြီးကျွန်တော်ဒီအောက်မှာ infa ဆိုတာရှိရပါတော့ infa ကိုထပ်ပြီးတော့ပေးကြည့်လိုက်မယ်ပေးကြည့်လိုက်မယ်ဆိုရင်ကျွန်တော် okay ဒီကနေပေးခုနကျွန်တော် infa မှာလည်းပေးခဲ့တယ်ပေါ့နော်ကျွန်တော်ပေးခဲ့တယ်အဲ့တော့ကျွန်တော်တို့ဒီကနေသွားပြီးတော့ rotate ပြန်ပြီးတော့လှုပ်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့က infa လောက်ခဲ့တဲ့အတွက်ကျွန်တော်တို့ဒီထပါတော့ဒီဒီ exit ကျွန်တော် h exit ထပါတော့ y exit ကို တစ်ဖက်ကိုလောက်ချင်းသူကပြောင်းမြန်ပေါ့နော်အင်ဖာပေးခဲ့တဲ့အတွက်ပြောင်းမြန်တစ်ဖက်ကိုအဲ့လိုမျိုးပြန်သွားနေတာပေါ့နော်โอเคဒီမှာကြည့်မယ်ဆိုရင်စမ်းညစ်ဘက်အနေနဲ့သွားနေတာပေါ့နော်โอเคဒီမှာတို့တိတ်လောက်ပြင်မယ်โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာအင်ဖာရဲ့သဘောတရားကပြင် replace at ဒီကောင်လေးအတူတူပဲပေါ့နော်โอเคပြီးရင် target target မှာလဲကျွန်တော်ဒီမှာ local တို့ wide space တို့ပေါ့နော်အဲဒီဟာတွေ ဒါဆိုရင်တော့နားလည်သဘောပေါက်လာပြီးတော့အောင်မိတ်တယ်အဲ့ဒါဥမာကျွန်တော်ထပ်ပြီးတော့နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီမှာ influence ပေါ့နော် influence မှာကျွန်တော်တို့ one အတိဒီမှာရှိနေတာပေါ့နော် okay အဲ့တော့ sorry အဲ့တော့ကျွန်တော်ဒီကနေ rotate လုပ်လိုက်တယ်ဆိုတော့ကျွန်တော်တို့ခုန influence မှာ1% one အတိပေါ့နော်1အတိပြီးခဲ့တဲ့အတွက်ကျွန်တော်ဒီက100%ကျွန်တော်ဒီကနေ rotate ကိုအပြည့်အဝလုပ်လို့ရတယ်ပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်ဒီကနေ 0.5ပေါ့နော်0.5လောက်သူ့ရဲ့တဝက်နေထားသူ့ရဲ့ influence ကိုပေးခဲ့မယ်ဆိုရင်ကျွန်တော်ဒီကနေ rotate လုပ်တဲ့ခါကျတော့သူ့ရဲ့တဝက်100ခုနလို့100%မရတော့ပဲ ਨੇ သူ့ကို rotate အနေထားရဒီတဝက်လောက်ပဲသူ့ကို control လုပ်လို့ရတော့တယ်ပေါ့နော်ဒီမှာကြည့်မယ်ဆိုရင် okay အဲဒီမှာကြည့်မယ်ဆိုရင်အရင်ခုနလို့မသွက်တော့ဘူးပေါ့နော်အဲတော့ပြီးတော့လေသူ့ကိုပြန်ပြီးတော့ gain လုပ်မယ်ဆိုလဲကျွန်တော်တို့ gain လုပ်လို့ရသွားတယ်ပေါ့နော်ဒီမှာ ရနေတယ်ဒီကဆိုရင်တော့ဓာတုဓာတုရဲ့100%အနေထားနဲ့ပြောမှဆိုရင်50%လောက်ပဲသူရတော့မှာပေါ့နော်โอเคပြီးတော့လေသူ့မှာဒါလှုပ်လို့ပြန်ရသွားတော့ပေါ့နော်โอเคအဲ့တော့သူ influence ကို1% 1အတိပေါ့နော်ပြန်ပေးလိုက်မှဆိုရင်သူ့မှာလှုပ်လို့မရတော့ဘူးပေါ့နော်မရတော့ပဲねသူ့မှာသူနဲ့ပဲလှုပ်လို့ရမှာပေါ့နော်โอเคဒါဆိုရင်တော့ဒါကတော့ copy rotation ပေါ့နော် အဲဆိုတော့အားလုံးနားလဲသဘောပေါက်လောက်မယ်လို့မျှော်လင့်တယ်။အဲ့တော့ဒီမှာတစ်ခါလဲမြင်သာဝအောင်ကျွန်တော်ဒီကနေ့တစ်ခါလဲပြန်ပြီးတော့ထိတ်လိုက်မယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ရဲ့ object move ပြန်သွားလိုက်မယ်။ပြီးရင်ကျွန်တော်တို့ဒီဆောင်ပေါ့နော်။ဒီကနေ့ဒီကနေ့ကိုချိန် shift ပြီပေါ့နော်။ Okay ကျွန်တော်ဒီမှာ shortcut shortcut လဲ form မထားမိလိုက်ဘူးပေါ့နော်။ Okay ထားပါတော့ဒါကကျွန်တော်ပြောလိုက်တယ်ဆိုတော့အားလုံးတီးလောက်မယ်လို့မျှော်လင့်တယ် အဲ့တော့ချစ်ဖိပြီးတော့ကျွန်တော်ဒီကနေအဲ့ဒါဒီအောင်နဲ့ဒါနှစ်ခုကိုဆက်လက်မှတ်လိုက်တယ်ပြီးရင်အဲ့ဒါကိုကျွန်တော်ဒီကနေโอเคအရင်ဆုံးဒီကောင်းပါနော်ဒီအောင်နဲ့ပြီးရင်ချစ်ဖိပြီးတော့သူ့ပေါ့နော်ပြီးရင် post move ပေါ့နော်ဒီမှာ sorry ဒီမှာအခုစစပြီးတော့မတိသေးတဲ့သူအတွက်ပေါ့နော်အဲဒီမှာတိပိသားသူကကိစ္စမရှိစစပြီးတော့ကျွန်တော်မတိသေးတဲ့သူအတွက်ဆိုရင်ကျွန်တော်ထားပါတော့ ဒီဘုံကိုအရင်ဆုံးနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီလှုပ်ချင်တဲ့ mask ပေါ့နော်ဒီကောင်ပေါ့နော်ကျွန်တော်တို့ object ကလေးဒီကောင်ကိုမှတ်လိုက်ပြီးတော့ကျွန်တော်တို့သွားကြည့်မယ်ဆိုရင်ခုန post မှုမပေါ်ဘူးပေါ့နော်အဲအဲ့ဒါဆိုရင်တော့လွဲနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်လှုပ်ချင်တဲ့ကျွန်တော်တို့ mask object ပေါ့နော်ဒီကောင်ကိုမှတ်ပြီးရင်ကျွန်တော်တို့ဘုံပေါ့နော်အဲပြီးတော့မှကျွန်တော် post မှုဝင်ဝင်ပြီးတော့မှ post မှုမှာဒီကောင်ပေါ့နော်အဲကျွန်တော်ဒီကောင်နဲ့ချိန်မယ်ဆိုဒီကောင်ပေါ့နော်ဒီကောင်နဲ့ချိန်မယ်ဆိုသူနဲ့ နိုင်ပြီးတော့ဒီကနေ control p ပေါ့နော် control p နှိပ်လိုက်မယ်ဆိုရင်ဒီမှာပေါ်လာပြီပေါ့နော်ကျွန်တော်တို့ကဒီမှာဘယ်လိုလုပ်ချင်တာလဲဆိုတော့ကျွန်တော်တို့ဘွန်းအနေနဲ့ပဲချိန်မှာပေါ့နော် okay အဲ့တော့ဘွန်းအဲ့ဆိုရင်ရပြီအဲ့ဆိုရင်ကျွန်တော်တို့ object move ပြန်သွားလိုက်မယ်ပြီးရင်သူ့ကိုကျွန်တော်ဒီကနေ post move ပေါ့နော် post move ပြောင်းလိုက်အဲ့ဆိုရင်ပြန်ပြီးတော့လှုပ်ကြည့်လိုက် okay အဲဒါဆိုရင်ရပါပြီပေါ့နော်ကျွန်တော်ဒီမှာ อืมဒါဆိုရင်ရသွားပြီပြီးရင်ကျွန်တော်တို့ဘယ်လိုအနေထားလှုပ်ချင်တာလဲအဲ့ဒါကိုမှကျွန်တော်ခုနပြောနေသူ့ကိုကျွန်တော်တို့က sorry ကျွန်တော်တို့ကဒီဘယ်ဘယ်ညာပဲခေါင်းဘယ်ညာပဲလှုပ်ချင်တယ်အပေါ်ဒီလိုအပေါ်အောင်မလှုပ်ချင်ဘူးဆိုရင်ကျွန်တော်ဒီမှာအဲဘယ်ညာအနေထားရထားပါတော့အဲဒါကကျွန်တော် global မှာပေါ့နော် global မှာဒါမဲ့ကျွန်တော်တို့ရွေးခဲ့တာဒီမှာ local space ပေါ့နော် local space ရွေးခဲ့တာ ဒီမှာပြနေတဲ့ data ချင်းက global ကြီးဖြစ်နေတယ်ဗောနော်အဲ့တော့ global အတိုင်းကိုလိုချင်တယ်ဆိုရင်ကျွန်တော်ဒီက white space ဗောနော် white space ပြင်ပြောင်းလိုက် okay အဲအဲ့ဆိုရင်ကျွန်တော်တို့ကယူထားတဲ့ y axis ဗောနော်ဒီထားပါဒီ y axis ဆိုရင်ဒီအတိုင်းဗောနော်အဲဒီအတိုင်းပဲဒီအတိုင်းသွားမှာဗောနော် okay okay အဲအဲ့ဆိုရင် တော့ဒီမှာ global ကျွန်တော်တို့ဒီမှာ global ယူရထားတယ်ကျွန်တော်ဒီမှာလဲ watch page ယူရထားတယ်ဆိုရင်ဒါကသူ့ရဲ့ traction မှန်တယ်နောက်ခုဆုံးက traction မှန်နေရပါတော့မှန်နေတဲ့အတွက်ကျွန်တော်တို့ထားပါတော့ဒီကောင်းကိုကျွန်တော်တို့ဒီမှာအဲ exit မှာ y ကိုကျွန်တော်တို့ပေးထားတယ်ဆိုရင်ကျွန်တော်တို့ y exit ကိုဒါရွှေ့လို့မင်းရအောင်ပေါ့နော်အခြားသော h နဲ့ z နဲ့အတော့သူ့မှာဒါရွှေ့လို့ရမယ်ရွှေ့လို့ရမယ်အဲ့တော့သူ့ကိုကြတော့ကျွန်တော်အဲဒီမှာကျွန်တော် သူသူနဲ့ကြတော့ copy rotation မှာကျွန်တော်ခုနက y80 ပေါ့နော်80ပေးခဲ့တဲ့အတွက်သူနဲ့ကြတော့ y80 ပဲရွှေ့လို့ရမယ်အခြားတော့ x တိရွှေ့လို့မရဘူးပေါ့နော်အဲဒီမှာ okay အဲ့တော့ကျွန်တော်ဒီမှာရွေးထားတဲ့ direction ကလည်း global direction ကျွန်တော်ဒီမှာရွေးခဲ့တဲ့ဟာလည်း warp speed ဖြစ်တဲ့အတွက် direction ကိုတော့မှန်တယ်မှန်တဲ့အတွက်ကျွန်တော်ဒီကနေကြီးလိုက်တယ်ကြီးလိုက်တယ်ကျွန်တော်ဒီမှာ direction ကတော့ပေါ်နေတယ်ပေါ့နော်ပေါ်နေတဲ့အချိန်မှာကျွန်တော်ဒီက ပေးထားတဲ့ direction အတိုင်းပဲဒီကလည်းပေါ်နေတဲ့အတွက်ကျွန်တော်တို့အဲ့ဒီအတိုင်းပဲဒါရွှေ့လို့ပြုလို့ရတယ်ပေါ့နော်ရွှေ့လို့ပြုလို့ရတယ် okay အဲ့တော့ကျွန်တော်ဒီမှာ local space အနေနဲ့ပြောင်းလိုက်မယ်ဒီမှာ local space အနေနဲ့ပြောင်းလိုက်မယ် okay local space အနေနဲ့ပြောင်းလိုက်မယ်ဆိုကျွန်တော်တို့ direction အနေထားကဘယ်လိုဖြစ်မလဲဆိုရင်ထပ်ပါတော့ကျွန်မ local space ကျွန်တော်ခုနလို direction မဟုတ်တော့ဘူးမဝိုင်းရဒီလိုဖြစ်သွားပြီပေါ့နော်အဲပြီးရင်ကျွန်တော်တို့ရဲ့ဇက်ကဒီလိုဖြစ်သွားပြီခုနဆိုရင်ဒီကကျွန်တော်တို့ဘာလဲဆိုဝိုင်းပေါ့နော်ဝိုင်း exit ဖြစ်နေတယ် wine ကိုရွေးထားတယ်ဆိုရင်ကျွန်တော်တို့ဒီမှာ wine လုံးဝရွှေ့လို့မရဘူးကွနော်ဒါပေမဲ့ဒီမှာဓာတ်နဲ့ကြတော့ wine ပဲရွှေ့လို့ရမယ် okay အဲ့ဆိုရင်တော့သဘောပေါက်လောက်မယ်လို့မျှော်လင့်တယ်နည်းနည်းတော့ရှုပ်သွားမလားတော့မသိဘူးဒါပေမဲ့တဏ္ဍာရင်တော့တဏ္ဍာရင်ဘယ်လောက်စမ်းကြည့်ပေါ့နော်အဲဒါကျွန်တော်ဘာလို့ပြောရလဲဆိုတာဒါစမ်းကြည့်မှသဘောပေါက်လိမ့်မယ်လို့မျှော်လင့်တယ် okay အဲ့ဆိုရင်ဓမ္မမြင်အောင်ပေါ့နော်ဟေးဒါဆိုရင် h1 set 3လုံးပေးလိုက်ပြီးရင်ကျွန်တော် local အဲ traction လဲလုခဲ့ဒီက traction လဲလုခဲ့ပြီဆိုတော့ okay အဲဆိုရင်ဒီ traction တိုင်းမှာကြိုက်လို့ရှင်းလို့ရပါတယ် okay okay အဲဆိုရင်နားလဲသဘောပေါက်လောက်မယ်လို့ပြောလဲအဲဆိုတော့ဒီဘိုင်းမှာကျွန်တော်တို့နောက်ပါရှိမလဲ copy scale ပေါ့နော် နောက်ဘိုင်းမှာကျွန်တော်တို့ copy scale ကိုထပ်ပြီးတော့လောက်ပါမယ်